တော်စများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ New Family Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပြရစီရှင်။ဒီကနေ့မှလည်းစာရေးဆရာမကြီး Channel ကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝိထုစာအုပ်လေးအားအပိုင်30ခွန်အနေဖြင့်ဆက်လက်လို့မျှဝေဖတ်ပြတင်ဆက်ပေးသွားကြနာမို့လိုက်ပါလို့နားဆင်ပေးကြပါအောင်ရှင်။ရင်းနှင်းအောင်မွေးအပိုင်30ခွန် မလေးရင်ဤရင်ထဲ၌စကားမပြောခင်စောစောက သူကြည့်မြင်၍ထားသော ကိုမြင့်သူဤနုညံ့ကြော့မော့နေသောတွင်ပြင်တရံတို့မှ အရှိန်ဝင်၍လာကြကသူနှင့်မနိုင်ရှင်နိုင်အောင် တသွေးတမွေးကွာချမှန်းအတိနှင့်ပြူတူပြဲတဲကြည့်မိသည်ဘာလို့မှမလုပ်သေးပါဘူးကျွန်တော်ကြောက်မဲ့တက်နေသေးတယ်မလေးရင်သည်မျက်လုံးမျက်စံပြူလျက်သူ့ရင်ကိုပုတ်ပြီးပြောလိုက်သည်ဟဲဒီရွယ်ကြီးကအเจ้าနေတုံးတဲ့တော့ မလေးရင်သည်ပြောပြီးတခက်ခက်ပါဇက်ပေး၍ရဲနေသည်အယူမအခုတည်းကယူတော့မဲလားပါတီမတ်သည်မတမတာကြီးနေရာမှပါဇက်ပိတ်ပြီးတခက်ခက်ရဲနေသောမလေးရင်ကိုလှမ်းဆိုလိုက်သည်ပါတီမတ်ကလည်းရဲစရာကောင်းလို့ရဲတာပဲတော့ကိုင်းတို့ဘာမှမစားရသေးဘူးအိမ်ပြန်ပြီးထမင်းချက်မှညနေပြန်မှသွားစို့ပါကြီးမတ်သည်ပြောပြောဆိုဆိုထားရလိုက်သည် အမလေးတော်ညနေပြန်မလို့ဟုတ်လားမောင်လေးရဲ့ပြန်ရင်အမကိုမထားခဲ့ပါနဲ့အမလေးလိုက်ခဲ့မယ်မောင်လေးပြန်ရင်အမမหนีခဲ့ဘူးလိုက်မယ်နော်အားလုံးတကြတော့လေမလေးရင်ကမထားပဲကိုမြင့်သူအားတစားစားပြောဆို တောင်းမန်နေပုံကိုအေးသွဲနေမြညိုတို့မှပြုံးစီစီနေဝိုင်းကြည့်နေကြသည်တဲတီယူမဟာ တို့ထမင်းစာလာပြီတွားကြဆို့ ပါဂျီမက်ကကွန်မြင်တူကိုအာနာဟန်ဖြင့်ဝင်ကောင်းလိုက်သည်မောင်လေးကိုကြည့်ရတာတော့ချမ်းသာလိုက်တာ ကျမမဆင်းရဲလွန်းလို့မောင်လေးလိုချမ်းသာခြင်းလိုက်တာပါဂျီမက်ရဲ့မောင်လေးပြန်ရင်ကျမပါလိုက်မှာပဲမနေခဲ့ဘူးမလေးရင်ဒီအာလုံးသွားရင်ဟန်ပြင်းနေကြသည်ကိုသတိမထားပဲသူပြောချင်ရာကိုသာလက်တကာကားဖြင့်ဇွပြောနေသည်ကွန်မြင်တူသည်ပင်သက်ကြီးကိုချားလျက်အမထလေး တွားကြစို့ဟုပြောလီမှပင် မလေးရင်ထနိုင်လေသည် ရွာဘက်သို့ပြန်ခဲ့ကြရာတွင်ညညိုကောင်းမလိုက်ခဲ့ပဲအေးသွဲသာထမင်းကူချက်ရန်လိုက်လာခဲ့သည်အေးသွဲမှာအဖွားချုံဤမြေဖြစ်သည် မလေးရင်သည်ရွာလမ်းမပေါ်ရောက်လျင်အိမ်ပေါင်းစိတ်အိမ်ရှိကလှန်၍ဟစ်လေ၏ကျမမောင်လေးလာပြီတော်တို့ကျမမောင်လေးလာပါပြီမကြမီရွာကလူတွေစုအောင်ရောက်ရှိလာက အပွားချုံဤတဲလီပေါ်တွင်ပြည့်ကျင်နေ၏ မလေးရင်သည်တမင်းချက်နေရာကတဲဝါသို့ကနာကနာထွက်ကြည်သည်2 v 2တဲပေါ်သူတလာကြသောရွာသူရွာသားများကိုကျမမောင်လေးကျမမောင်လေးဟုမမော်နိုင်မပန်းနိုင်စီး၍ပြောသည်ပေတွေ့ထမင်းတော်ကြက်တော်မှမဟုတ်ဘူးမြန်မြန်လောက်ဟာပါကြီးမှန်သည်အိမ်ဦးကန်း၌ဝမ်းတကြုံကြုံနှင့်စားလောင်ကမလေးရင်ထွက်လာတိုင်းမိမန်နေလေသည်အပေါအိုကကွန်ပျူတာ၏တူကိုပုံလျက် တုံတုံရင်ရင်နဲ့ပြောပြသည်မင်းအမကိုခေါ်တော့ထားများထားခဲ့ရင်ငါကိုကယူတူတူနဲ့တွက်ချလဲသွားလိမ့်မယ်အဖွားကြောင့်ကိုပြန်၍အဖြစ်ပေးရန်ကိုမြင့်သူမှအကြံရိုက်သွားသည် သူနိုင်သူအိုသူအိမ်မရှိ၍ပြုံးစားကြီးခေါ်သွားရန်ဖြစ်မဖြစ်စဉ်းစားရခြင်းဖြင့်သူ့ကောင်းမခဲနေသည်ရန်ကုန်ပြန်၍ဒေါ်ကျော်မီတို့အားအကျိုးအကြောင်းပြောပြပြီး အဝေးမှထောက်ပံ့ရန်သူတန်နိုင်သောအီလန်သာလင်းရှိနေသည်မြောက်ပွဲကြီးတကယ်သို့ပင် ထူးထူးဆန်းဆန်းသူ့ကိုလာ၍ကြည်ကြသောပရိသတ်ဖြင့်တဲအိမ်လေးမှစီကား၍နေပေသည်လေးရင်တို့ကောက်ဆိုင်ရင်လေထဲမှာမောင်လွမ်းလို့တတာပြီးငိုချင်းချရတာမိုးရင်နိုင်မဲမောင်ရဲ့အသက်60ရွယ်ဦးကြီးတူကစပြောလိုက်နေအာလုံးတော်ဝါဝါရေကြလိသည်ဒါရင်ဘယ်ဟုတ်မလဲကိုဖိုးစင်ရဲ့ တခါတခါဆက်ယူပေါက်လာရင်ကျုပ်စီမှလာပြီးပြဆန့်ချေးတယ်။ဘာလို့မလို့လဲမေးတော့သူ့မောင်ကိုလိုက်ရှာမလို့တဲ့။ဟဲ့ဘာလို့ရှာမှာလဲမေးတော့ဘာကြီးမတ်ခေါ်ပြီးတော့ဟိုမျိုးဒီမျိုးလိုက်ရှာမှာပေါ့တဲ့။အသက်50နီးပါးရှိမိမကြီးပြောနေစဉ်အသက်40ခန့်မိမတို့ကဝင်လူရွေပြောလေသည်။ဒါပါဟုတ်သေးတယ်လေ။လင်းရင်မြို့သွားရင်တမိုးတွင်လုံးကောက်ဆိုင်ခါကလေးတို့မစားရဲမသုံးရဲကြစ်ကြစ်လိန်ထားသမျှ မြို့ပေါ်မှာသူ့မောင်နဲ့သူကို တွေ့ရမတွေ့ရဘေးရင်မေးလို့ကုံတော့တာပဲတော့တဟာဟာရင်မောကြဤရွာသူရွာသားများမှာလေးရင်အတွက်ရင်ပေါ့သွားကြကားရွှေမျိုးဝမ်းမြောက်ပုံပေါ်နေကြသည်ကိုမြင့်တူဤတက်ပြန့်သောရုပ်ရည်နှင့်အည်အသွေးကိုအထင်ဝိုင်းကြည့်ကြပြီးတနာစရာကောင်းသောလေးရင်ဤအကြောင်းများကိုသာတာတာထိုးထိုးတယောက်တစ်ပေါင်းအလူရဲ့ပြောနေပုံမှာဝိုင်းဝိုင်းလဲ၍နေသည် ကွန်မြူတီဂုံပုံနဲ့ကွန်မြူတီအခြေအနေကိုဘာကြီးမတ်ကအပေါင်းအရင်တန်တန်ဖြင့်ဝုံဝိကြွားကြွားပြောပြသည့်အခါဝင်တဲပေါ်မှာပရိသတ်မှာမဆာယာဝါကမန်မနောပီတိကွန်စီထင်နေကြသည်ကိုလေးចောင်းသားကြီးကိုလေးចောင်းမှလည်းចောင်းဆရာလို့သေးတယ်မွေးစားတဲ့မိဘတွေကကြုတ်ပေးလိုက်တော့တော့ဝင်တောင်းမင်းအခုတော့မင်းကြီးဖြစ်နေပြီတာသမီးကလည်းမရှိတော့ဒီသားကိုချစ်လိုက်ကြတာမှတုံလို့တယ်ဗျာ တဲပေါ်မှာဦးမန်ဤမျက်နှာမှာသကောလောင်ကြီးကြီးနေသည်ကိုမြင့်သူမှာလည်းဖုတ်သွင်းရထားဆိုင်သောမောင်ကန်ထူးဖြစ်နေသည်ပရိသတ်မှာတချီတချီရွာသို့လာ၍ကာသောဇက်ပွဲတပွဲထက်စိတ်ဝင်စားကြသည် မျက်နှာသည်သည်တွင်နှစ်တောင်အာရနှလုံးသားမှာယိုစိမ့်ကြနေသောအယောင်တွေကလည်းရွှန်ရွှန်များများအပြုံးတိုင်းကလည်းရွှန်ရွှန်ပပဘလိုပင်ဆင်းရဲကြ၍ညင်ညင်ဆုံဆုံနေလူမွေးလူတော်မပြောင်းကြစေကမူထို့မပြောင်းမယောင်သောလူတစု၏မနောမှ ထွန်းလင်းနေသောမူတီတာရောင်ကြီး၏အစဉ်အယောင်တို့ဖြင့်ဘယ်သူမျက်နှာကိုကြည့်ကြည့်ဖိတ်ပြောင်းဝင်နေသည်ကုသိုလ်ကံများနဲ့ကောင်းလိုက်တာရှင်ဒါပေါ်ကရှေ့ရပြုခဲ့ဦးတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အဟုန်ကကြီးမားတဲ့အကျိုးကိုပေးတာပေါ့ရှေ့ရရေဦးတဲ့ထဲ့ပြီးရေမာမျောလိုက်တဲ့ကလေးတောင်မင်းဖြစ်သေးတာကလားပရိသတ်များနဲ့ဥပိုးစိန်မှာယဟန်လူထွဲ့ဖြစ်၍အာလုံးဤလေးစားခြင်းခံရသူဖြစ်သည် ချိုအခိုက်တဲနောက်ပေမှာမလေးရင်အတန်ထွက်လာသည် ပါကြီးမရေပါမမရှိဘူးငပိနဲ့တိုးစရာပဲရှိတယ်တော့ဟဲ့ဟင်းဂျိုလေးတစ်ခွက်တော့ချက်လိုက်ပါဦးအင်းနီနာချင်းမိမကြီးတို့ကမြို့သားတွေကို အာနာဟန်ဖြင့်အပြန်အလှန်ပြောနေသည်ဘယ်စုံကြောင့်မှမရှိပဲကြီးတော့တဲနောက်အဖီလေးမမလေးရင်ကခုနှစ်တန်းဖြင့်ပြန်လန်းအော်လိုက်သည်ကြီးမဲရေးအိမ်ကသွားယူပေးလိုက်စမ်းကွာ ဥပိုးစိန်ကလောကလုံး၍မကြမီဟင်းချိုငပီတိုးစရာနှင့်တမင်ပွဲပြင်နေသည်တော်ကြီးမေကထထွားကသူတို့ထဲမှအထုပ်ကလေးနှင့်ယူလာပေးသည်တဲဘော်ကလူများသည့်အလိုက်တသည့်မြေအောက်သို့ဆင်းထိုင်ကြသည်ပေးရည်နေသောဇဝဲကုန်းကလေးပေါ်၌တန်ကြီးစားကပုံပြပံပြပဲ့နေသောတံပကံများနှင့်တန်စွန်းနှုတ်ခမ်းပြတ်တို့သည်ကိုမြင့်တူကိုဖိတ်ခေါ်ရန်မဝင်တရောင်ပင်ငုံရှို၍နေကြသည်ကိုမြင့်တူသည်ပကံတွင်စွန်းတွေကိုကြည်လျက်စားရမှစိတ်မတန်သလိုဖြစ်သွားသည် မောင်တော်မောင်မှာသူ့ဆရာကိုအာနာဟန်ဖြင့်ရှုတူရှန်တန်ဖြစ်နေသည်ကိုမြင့်သူသည်တသက်နှစ်တကိုကြောင်ခဲလိုမာကျော်သောငစိန်စံကိုဤတစ်ချိန်သာဝါဘူးသည်ခင်းသောပကံလုံးဖြင့်ငပီရီကိုငရုတ်စိပေါ်လောအပြည့်အရှံထဲ့ထားပုံမှလည်းဤတစ်ချိန်သာမြင်ဘူးသည် မြင်းခွာရွက်တွင်မှာမြေနူနှုတ်၍လက်လက်ဆက်ဆက်သဲရှက်ရှက်နှင့်တံပကံများတဲ့တွင်မမြင်ဝင့်မရှုဝင်းလောက်အောင်တောင်ပုံရပုံ တပုံတကောင်ချင်းတွေ့ရသည်ပါကြီးမတ်သည် စာစာနှင့်အာရပါရကုံလွေနေလေသည်ငပိရေကို ဟင်းလိုဆန်းပြီးတဆုပ်ကြီးကြုံ၍ပါဇက်တဲထဲလိုက်သည် တောကစင်ရဲ့သားတွေငပိရေကိုဟင်းရမ်းမဲ့ထားပြီးစာရမန်းကိုမြင့်သူနာလဲသွားသည်ပါကြီးမတ်မှာတမင်လုံတိုင်းမြင်းခွာရဲများကိုလုံတွင်၍တမင်နိုင်မြုပ်ကငပိရေစံပြီးကျုံ၍စာနေပုံကိုကြည်လင်မြင်ချင်းစပွဲချင်းဖြစ်သည် ကိုမြင့်သူမှာတလုံးထက်တလုံးတိုး၍စာများပြီး မောင်တော်မောင်မသူပင်မစားနိုင်သောထမင်းဟင်မျိုးဖြစ်၍ဆရာကိုအာနာလာစွာကောင်းမထောင်နိုင်ပဲဝါနေသည်ကိုမြင့်သူသည်ဆင်းရဲသူဆင်းရဲသားများဤမသေးထမင်းမသေးဟင်မှာစာရွေးကြုံကလေးရကူမပင်မျက်မြင်ဒိဋ္ဌကိုတွေ့ကြုံရသည်ထမင်းစားရင်ဒေါ်ကျော်မီမျက်နှာကိုကွက်ကနေမြင်မိသည်ဤတမင်စပွဲကိုဒေါ်ကျော်မီသားမြင်ရင်ရင်ထူကသူ့လက်ကိုအတင်းဆွဲယုတ်လေးမီမလားဟုတွေးမိသည် အကယ်၍သာသူသည်ဥပိုးသက်မိမာ၏လက်ထဲ၌အသက်ရှိခဲ့ရပါမူဤကြောက်ခဲလိုမှသောဤဆန်ချန်းနှင့်ငပီကိုဘာကြီးမှတ်ခဲ့သောပင် မြိမ်မြိမ်ရှက်ရှက်စားနိုင်လိမ့်မည်ဟုစဉ်းစားမိသည် မလေးရင်ဘဝနှင့် သူဘဝသည်ဘဝချင်းနိုင်ရှင်၍မမရကောင်းခြင်းသူတည်းအတွေးများစွာဖြင့်ပါဇက်ထဲရောက်ရှိနေသောထမင်းလုတ်ကိုဖြည်းလေးစွာဝါနေလေသည်မောင်လေးစာမကောင်းမူလားဟင် မလေးရင်ကအနာနိုင်ထိုင်ကြီးကလမ်းမီသည် ဘယ်စားနိုင်မလဲဟာဒီထမင်းဒီငပိပါကြီးမတ်ကပလုတ်ပလောင်ဝါရင်ပြုံရဲပြောသည်ကိုမြတုမဟန်လုံး၍မှ စားရီမဖြစ်ခြင်းကြောင့်တလုံးနှလုံးပြင်းတော်လာရသည် စားတော့၍တဲကလေးပေါ်တွင်ရွာကားသူများပါရင်ွေးချံဝိုင်းဖွဲကြသည်ရင်ွေးချံဝိုင်းစားလင်ကိုမြတုဖခင်နှင့်တည်ကျွမ်းသော ရောင်တစောင်းနှင့်လူကြီးတယောက်ပေါလာကတဲပေါ်သို့မတဲမီတဲရှိမှကိုမှန်၏မောင်ကြီးသာလာသဆိုးဟုလှမ်းအော်၍မင်းနေသည် အေးကွာဖိုးမီရလာလာဟုပါကြီးမက်ကလန်ခေါ်ပြီးမိဖေတငယ်ချင်းပေါ်ဟုကိုမြင့်တူကိုလှည့်ပြောလိုက်သည်ဥဖိုးမီမှခြေတက်နေသောစွကျဲအကြအပေါက်တရားနှင့်ပိန်ပိန်ပါပါအသာမဲမဲဖြစ်၏မျက်နှာမှာရှည်လျားလျက်မျက်ပေါက်ချင်းကကွန်စားလွန်၍သူ့သွားများမှာငကြိမ်ရောင်ထားနေသည် ဟောရီမဲသူပါကြီးမက်ကကိုမြင့်တူကိုလက်ညှိုးထိုးလိုက်သည်မြတ်စွာဘုရား ဥဖိုးမီသည်ရုတ်တရက်မထနိုင်သေးပဲကိုမြင့်သူကိုတန်းတော်ကြီးဆိုင်ငင်း၍ကြည်နေသည်ထိုင်နေကွာဥဖိုးစိန်ကပြောမှဥဖိုးမီသည်ကိုမြင့်သူနှင့်မျက်နှာချင်းဆိုင်ထိုင်ချပြီးမောင်ရင်မောင်ကြီးကိုလွှမ်းလိုက်တာဟုညီတွေ့တွေ့ဆိုနေသည် မလေးရင်သည်တဲနောက်ဘီနိုင်ပကံစီနေစဉ်ဥဖိုးမီအတန်ကြား၍ကမန်ကဒန်ထပြေးလာသည် ဥလေးမီညညိုပြောလိုက်သလားမောင်လေးလေ ဥဖိုးမိသည့်မျက်ရည်ဆန်းဆန်းဖြင့်မလေးရင်ကိုအသာလဲကြည့်လျက်ကောင်းတစ်ချက်ငြိမ့်လိုက်သည်ညညိုပြောလို့အောင်တင့်ကိုဆက်ဖို့ခိုင်းပြီးလာကြည့်ရတယ်နင့်မောင်နဲ့နင်းနေရတခြားစီပါလားဟဲ့သူကချမ်းသာတာကိုတော့ကျမအစင်းရဲတာကိုပဲတူပါမလဲဟုတ်ဘူးလားပါကြီးစိန်ရဲ့မလေးရင်ကမျက်ခုံးမျက်စားဖြင့်နှုတ်ခမ်းဆူ၍ပြန်ပြောသည့်အခါအာလုံးရဲ့ကြတော့လေဥပိုးမိမမရေနိုင်ပဲမျက်ခုံးများအားတွန်လျက်ကိုမြင့်သူကိုတလဲ့ မန်လေးရင်ကိုတလဲကြည့်မိသည်မောင်ရင်အဖေနဲ့ဦးလေးလျာထင့်ကုတ်သွားတာတော့အတူတူပဲညီမကိုလေးလက်ဝင်ကြီးနဲ့မို့စအထွက်ကလေးကစိတ်မချဘူးတော့ရောက်တော့ထင့်ပြတ်ရင်ဒီတခါတော့သားလေးလိုချင်လိုက်တာကွာလို့ပြောနေတော့မယ်စူးငုတ်ကိုတက်မြင်မိတာပဲမထောက်နိုင်လို့သူ့ကိုဦးလေးပဲထမ်းပြီးတမ်မန်မော်တဲချရတာရွာရောက်တော့ဆုံးပါရော့ ဥပုပ်မိသည့်စကားခက်လေးလေးပြောတတ်လျက်အိနီယာတွင်ဖြတ်ထားသော အတိတ်ကိုတရေရေဖြင့်မြင်ရောင်းရင်းသူ့မျက်လုံးကိုမျက်တောင်ခံရမှန်းပင်မသိအောင်ကိုမြင့်တူကိုတွေ့တာသောအကြည့်ဖြင့်တစိမ့်စိမ့်စိုက်ကြည့်နေသည်ကိုမြင့်တူမှသူ့ဘာကင်းတငယ်ချင်းဆို၍ရင်းနှီးသောစိတ်ဖြင့်ပြန်၍ငေးမောကြည့်နေသည်ကိုမတ်မင်းကိုလာယူတော့ဦးလျာရွာမှာမရှိဘူးထင်းတော်မှာရွာပြန်ရောက်တော့တန်မှန်ဆိုင်တာနဲ့လေရင်ရဲကန်းစိတ်ကိုပြေစင်လာပြီး ဥလေးမောင်လေးရောမောင်လေးနဲ့မေးတယ်။သူ့ကိုဥမတ်ကဥလေးစီကောသွားတယ်လို့လိန်ထားကြတာကလား။အေးသူ့မောင်လေးလည်းမတွေ့ရတော့ကန်းစိမ်မှထွန့်ထွန့်ကိုလူလူငိုလိုက်တာ။နေမောင်လေးကလို့ရွာထဲကလူတွေကသူ့ကိုမေးတိုင်းဥလေးထင်းတော့မှထားခဲ့တယ်လို့ဒီလိုကြီးပြောတာပဲ။ဥလေးမှကြားထဲကနမဲကိုပြက်လို့ပါကြီးမက်ကဒါဟာဝင်ရည်လေးသည်မင်းတို့သူများပြေးလိုက်ရပါမလားလို့ဒီကောင် ။ပါကြီးကိုသုံးနှစ်လောက်စကားမပြောဘူး။ပါကြီးကိုမြင်ရှောင်းသွားတာပဲ။မျက်နှာချင်းကိုမဆိုင်ဘူးဗျာ။ဥပ္ပိုလ်မိသည်ငကြံရောင်တားနေသောသွားများကိုနှုတ်ကမ်းမှ ဖွင့်လှစ်ပြထားတကယ်သို့ရက်ကိုရက်ကန်းဖြင့်ပါဇက်သားဖြဲထား၏။ကိုင်းဖိုးမီငါစီရင်အောင်မင်းမြင်မလား။ဖိုးသက်လင်းများလက်ထဲမှာတက်ဆိုးရှိမလား။အခုတော့မင်းကြီးရဲ့တူရဲတော်သားကွာ။ပညာလည်းအမေလီကွာ။ကောလိပ်ကျောင်းကြီးမှာကျောင်းဆရာဖြစ်လို့ချမ်းချမ်းသာသာနဲ့မျိုးသားကြီးဖြစ်နေတာ ကျေနပ်စရာကြီးမဟုတ်လား။သူကူသူနဲ့သူဖြစ်တာဟေ။ဥဖိုးမီမဝင်လဲနေသောမျက်လုံးများဖြင့်ဘာကြီးမန်းအားဝင်ချဝင်ခံသည့်အလားသူ့ကောင်းကို အလေးနဲ့ညင်ရွေးပြနေသည်။အခုလိုကြားရတာဝမ်းသာပါတယ်ကိုမတ်ရ။ကုသူထူတဲ့လူငယ်ပဲ။ညီမနဲ့တပုံနဲ့ပဲဗျာ။ဒါပေါ့ကွာ။ရှေးကုသူအဟုန်အကျိုးပေးတယ်တော့ဥဖိုးစိန်ကဝင်ပြောနေခိုင်းအဘွားကြောင့်ဒီတဲနောက်ဘီမထွက်လာကကိုမြင့်တူနာနိုင်စောင်းချောင်းတိုင်းရဲ့ လက်တို့၍ပြောနေသဖြင့်စူညံနေသောအတန်းများတိတ်သွားကအပွားချုပ်စည်းတို့အားလုံးဟာမျက်လုံးရောက်သွားကြသည်မောင်ဟာခေါ်မဲမခေါ်မဲမပြောသေးဘူးမိအမကတော့အဝတ်ထုံနေပြီအပွားကိုစကားဆုံးရင်ဘာကြီးမက်ကလေရင်ဟူလှမ်းခေါ်လိုက်သည်ရှင်လာပြီလာပြီ မလေးရင်ဒီအထုံးကြီးကိုဆွဲကတဲကန်တဲမှာဝါချန်ကင်းကိုတနေနေတကြီးကြီးနင်းလျက်ထွက်လာသည်မလေးရင်ဤဟန်ပန်ကိုကြည့်၍အလုံးဟာအုံကနေရေမောကြသည်ဘာရောနင်းလိုက်မလို့လားအိုးလိုက်မှာပေါ့နင်းကိုဘသူကခေါ်လို့တော့ဝါကနေရေကြပြန်၍မလေးရင်ဒီရှက်ရှက်ဖြင့်ရှယ်ရန်ရန်သည်ဘာရတာတော့တော်တို့ရဲ့ကိုမောင်ပြန်လို့ကိုလိုက်မှာပဲဟာတာရေစရာလား မလေးရင်ကလက်ထဲကားတို့ကြီးကိုချကလူအလုံးကိုမျိုးလုံးကြီးဝင်းကြီးလျက်မျက်နှာတီမျက်နှာတာဖြင့်ဆိုနေသည်တတော်သောရေတံတွေကိုဝင်မကြနိုင်ပေကိုမြင့်သူသည်မလေးရင်ဤဖြစ်ပုံကိုကြည်လျက်သူရင်ထဲ၌တစ်ဆိုနေသည်နေမောင်ကိုနင်းလိုက်မယ်လို့ပြောဆိုပြီးလိုလာလေရင်ဥပိုးမိကစိတ်မချမ်းသာသော မျက်နှာဖြင့်လေးလေးကြီးမေးလျက်စိတ်အလွန်ထိခိုက်သွားသည် မလေးရင်မာမျက်နှာလေးအိုးသွားကအတုံနာနိုင်ဆောင်ကြောင်တိုင်ချားလေးရဲ့နားမလည်ဟန်ဖြင့်ဥပိုမီကိုပြန်ပေးသည် ပြောဖို့ဆိုဖို့လိုသေးသလားဦးလေးမီရဲ့သူ့လာရင်ကျမလိုက်ရမှာပေါ့ဒါလမ်းမင်းဒီလမ်းမင်းရှိတယ်မဟုတ်လားမလေးရင်ဒီပြောပြီးသူ့မျက်နှာမှာအိုမြဲအိုနေသည်အပြင်ပန်းအဖျင်းမလေးရင်အမူအရာမှာရဲစရာကောင်းနေ၍ဝိုင်းရနေကြတော့လဲရဲရင်မတက်အတီးတီးရင်ထဲ၌မကောင်းသောပုံမှ အတူတူကြီးဖြစ်နေကြသည် မောင်ရင်ကခေါ်သွားမှလာဥပိုးမိမမလေးအပေါ်၌အာလုံးထက်ကရုဏာရှိသောတန်ရောစဉ်ဖြင့်လင်းရင်ပမာဝင်းမေးပေသည်ကိုမြင့်သူသည်ရုတ်တရက်ဆုံးဖြတ်၍မရနိုင်ခြင်းကြောင့်အပြေပေးရန်ခန်ဒီကအကြံရိုက်နေသည်ကိုမြင့်သူ၏အပြေကိုအာလုံးကကြားလိုသည့်လိုဟန်ဖြင့်ဝိုင်းဆိုင်ကြည့်နေကြသည်ကိုမြင့်သူမှကြံရမရဟန်မျက်နှာညှို့ညို့ဖြင့်ပြန်ပြောသည်အမအိုတခါရဲကျွန်တော်ခေါ်သွားကြမှာတယ်ဒါပေမဲ့ရုတ်တရက်ကြီးဖြစ်နေလို့ ဟိုမှာကျွန်တော်အစီအစဉ်ပြန်လုပ်ပြီးမှခေါ်ဖို့စိတ်ကူးပါတယ်။ဘာပြောတယ်မောင်လေး။ဘာပြောတယ်။မလေးရင်ဒီဤသူပြောပြီး အထုတ်ကြီးကိုဆွဲကားကိုမြင့်ထုအနာတို့အပြေးကတ်ရောက်သွားသည်။အနာရောက်သည့်နှင့်ငိုတန်းပါပါဖြင့်ရှေ့တိုးပြောနေသည်။မောင်လေးရဲ့အမောက်မထားခဲ့ပါနဲ့။အမလေးလိုက်မယ်။အမမနေခဲ့ဘူး။အမဆင်းရဲလွန်းလို့ခေါ်ပါမောင်လေးရဲ့။မောင်လေးလိုပဲအမချမ်းချမ်းသာသာနေပါစေ။ မမနေရခဲ့ဘူးမနေရခဲ့ဘူးကိုမြင့်တို့မှပို၍စိတ်ရိုက်သွားသည်မလေးရင်ကိုမကြည့်ရတဲ့ကဲသို့တနာစိတ်တွင်စူဝေလျက်ရှိသည်ဟုတ်တာပေါ့လေးရင်ရဲ့ဟိုပြန်ပြီးစီစဉ်ပြီးတော့မှလာခေါ်နိုင်မှာပေါ့အခုခေါ်ရမှာပြုံးစားကြီးသူခင်ဗျာနင်းရှိမှန်းသိရတာမဟုတ်ဘူးငါပြောမှသိရလို့လိုက်လာတာခဏဆောင်လေလိုက်လို့မဖြစ်သေးဘူးဟာ ပါကြီးမန်းမှာကိုမြင့်တူ၏အခက်အခဲကိုရိတ်စားမိ၍ဝင်ရောက်ဖြောင်းပြပြောဆိုလိုက်သည်ကိုမြင့်တူမှာလွတ်လွတ်လပ်လပ်နေခြင်းမျိုးမဟုတ်သေးခြင်းကြောင့်အစီအစဉ်လို့ရအုံမြီကိုနားလေသည်မလေးရင်မှာဤသူသဘောမပေါက်ဘဲသူ့ကိုလဲစားနေသည်ဟုသဘောပေါက်သွားသည်ဘာပြောတာလဲပါကြီးမန်းရဲ့တခါကခေါ်သွားတာလဲတခါရဲအစပြောက်ပဲအခုတခါပြန်ခေါ်သွားရင်ဘယ်တော့မြင်အောင်မလဲကျမလိုက်မယ်ကျမမหนีခဲ့ဘူး မလေးရင်သည်ငိုတန်ပါပါဒေါ်နေမောနှင့်ခံပြောပြီးမျက်ရည်ပေါက်ကြီးနှစ်ပေါက်ဖြင့်ကိုမြင့်သူကိုအာကိုတကြီးလှမ်း၍ကြည်သည်အားလုံးငြိမ်သက်လျက်ရှိကြ၏ဥပုမိမမျက်ရည်များဝဲလျက်သူမျက်လုံးကိုချထားကတိတ်ဆိတ်နေ၏ထားခဲ့ရင်လည်းအခက်ပဲသူစိတ်ကိုမတင်မတင်သလိုလှုပ်တတ်တာပဇွန်ကြောက်ထုတ်ယူပေးသောတော်ကြီးမဲကမတမတာလန်းပြောနေသည်ကျွန်တော်ပြန်ပြီးမကြပါဘူးအမကျွန်တော်ပြန်လာမယ်ကိုမြင့်သူကနောက်ဆုံးအနေဖြင့် အမကိုကြင်ကြင်နာနာတောင်းပန်လိုက်သည်ဟင်းဟင်းအခုပဲလိုက်မယ်မထားခဲ့ပါနဲ့မောင်လေးရဲ့အမကစင်းရင်တို့မခေါ်ကျင်တာဟုတ်လားအမကတော်သူမို့လားမျိုးရောင်ရင်အမလည်းမောင်လေးလိုမျိုးသူဖြစ်မှာပေါ့ခေါ်ပါမောင်လေးရဲ့ခေါ်ပါ တစ်ချိန်လုံးစိတ်ထဲ၌ကတိကောက်ကြီးဖြစ်နေသော မောင်ထွန်းမောင်မှာဆရာကြီးအခက်အခဲကိုဖြေရှင်းပင်းကျင်သောသဘောနှင့်ဝင်၍ပြောဆိုခြင်းမလျက်သူကလူငယ်ဖြစ်၍မပြောသင့်ဘူးဟုယူဆကားအသာလေးငြိမ်နေရသည်အခက်ပဲစောစောကရွှင်ပြအာရလန်းစန်းနေကြသော သူတွေမှာဤတခွန်သာပြောနိုင်ကြ၏ဤတရားကိုသူတို့ဝင်၍မစီရင်တတ်သကဲ့သို့လက်မိုက်ချကားညှိုးငယ်တိတ်ဆိတ်၍နေကြသည် လာကောမဲလို့ပြောပြီးပြီပဲလေးရင် နေခဲ့အောင်ပေါ့ဟိုမှာနင့်အတွက်နေရေးတိုင်ရင်စီစဉ်ပြီးလာကောမှာပေါ့ဟာခဏဆောင်လိုက်အောင်ပါကြီးမဲပြောဆိုမရ၍သူပြောရင်ရမည်အထီးဖြင့်ဥဖိုးမီကကြော်မော်ပြောသည်ဥဖိုးမီရဲ့အခုမှတွေ့ရတာအခုတကမခွဲပြရစီနဲ့တော့ကျမမအဖေတို့အမေတို့ကလည်းပြည့်သွားကြတယ်မောင်လေးကလည်းပျောက်သွားတယ်အခုရွယ်ကြီးကြမှာပြန်တွေ့ကြရတာ တခါပြန်သွားအောင်မဲဆိုရင်ကျမသိမှာပဲကျမမနေခဲ့နိုင်ဘူးကျမအတင်းလိုက်မှာပဲမလီရင်သည်သူ့ကိုဘာကြောင့်တားနေသည်ကိုနားမလဲကြည်ခွဲရမှာကိုသားတအားကြောက်လန့်နေပုံရှိသည်ဘယ်သူပြော၍မှနားမဝင်ပဲ သူမျက်စီအောင်မှပျောက်ကွယ်သွားမှာကိုစိုးရင်စိတ်သားချီဆိုးနေလျက်သူ့စိတ်မှာမချုပ်ထီးနိုင်အောင်ဖြစ်ကားလှိမ်၍သာငိုလိုက်ခြင်းသည် မလေးရင်ကိုမခေါ်ဘဲထားခဲ့ရင် မလေးရင်ဘဲသူနေမိကိုရွာကားသူများပင်မစင်စားဝင်အောင်ဆိုရင်ပူပန်လာကြသည်ငကိုကအယူကြကြရှိရသည့်အထဲတွက်ချလဲသွားမလားဟုအတွေ့ကိုစီရောက်ကစိတ်မောနေကြသည်ကိုမြင့်သူသည် မလေးရင်ကိုကျင်နာစွာကြည်လျက်နေ၏တည်တင်းကအဖျင်သူတွေးလိုက်သောအတွေ့များမှာရေအလင်းစီတကယ်သို့အဆက်မပြတ်ဖြစ်နေသည် လောကကြီးအလဲတွင် လူမမဲဘဝမိဘများစွန့်ထားခဲ့ကြသော သူတို့မောင်နှမနှစ်ယောက်မှာဘဝချင်းမညီမျှပဲမိုးနဲ့မြင်လောက်ကြွားချားလျက်ရှိပုံဆိုင်ကို၍ချုံမော်ရောက်ရသောသူမှာသူ့ဘဝတစ်လျှောက်လုံး၌စီစဉ်ဟုသည်။ထဲထဲဝင်းဝင်းအကောင်းဟုသည်။ဆန်းဆန်းပြပြအရာဟုသည်။အမျိုးမျိုးအမိမိခံစားဆန်းစားနိုင်သော လူအထက်လွာမလေးရင်မှာတောကျုံအောင်ကြ၌ကြီးပြင်းလာရသည်လူမွေးလူတော်မပြောင်းလူရောင်မတောက်လူရာလည်းမဝင်း အရွယ်နေမမြတနာဘလူဤလူသွေးလူစည်းကိုစုံမျိုးခံခဲ့ပြီးတန်ဖိုးဘာများမရှိသောလူတကာစွန်ပြသည့်အမိုက်ပုံနေမချာညစ်ဆုပ်ညိုနွမ်းနေသောဘဝ၌လူအမိုက်သားဖြစ်နေရရှာပုံ မလေးရင်ဤနေရေးရှင်ရေးသည်သူအဖိုးစားဖို့ရန်ထမင်းတစ်လုံးနှင့်ဖုံးဖို့ရန်အဝတ်တထဲသားလျင်လူအပ်သောဘဝမျိုးဖြစ်လျက်နောက်တန်းကနေ၍အောက်ကြနောက်ကြရက်တီနေရသူ ကိုမြင့်တူးဒီဘဝနှစ်ကိုကိုရှင်ကနည်းနည်းစွာတွေ့ရင်သူမျက်နှာ၌သွေးတစက်မှမရှိပဲဖြူဖြော့နေကဝမ်းနေကြည်ကွဲလျက်ရှိသည်မနှွေရခဲ့ဘူးအကြီးချုပ်ရဲ့ကျမမောင်လေးနဲ့ကျမလိုက်ချင်တယ်အလုံးတိတ်နေကြ၏မလေးရင်သည်ဘသူမှမလုပ်ဘဲတိတ်နေကြ၍ဝန်နေလာကအကြီးချုပ်ကိုပြောပြီးရှိုက်ကြီးတငင်ငိုကြွေးလေသည် စိုးစိုးကတောက်ပသောမျက်လုံးအစုံဖြင့်ဟရိယကြီးနူးနေသော လူတစုသည် မလေးရင်ဤငိုဆိုင်တန်းကြောင်ဆွေမြေလာစွာငြိမ်သက်လျက်နေကြသည်။ကိုမြင့်တူဤရင်ထဲ၌လိုင်းထလာဤဤကဘာမြေပေါ်တွင်သွေးသားတော်ဆက်သည့်သူ ဆို၍မလေးရင်တယောက်သာရှိသည်ဆိုရာကိုသူသိလာသည်။ခေါ်တဲ့မခေါ်တဲ့စုပ်ဆိုင်လေးဖင်နေသောစိတ်တို့မှာလွင်ပြဲကုန်လေ၏။ရှင်တဲ့ဝဲတနာကျနာခြင်းများပြည်လာခြင်းဖြင့်ဆုံးဖြတ်ချက်တစ်ခုကိုပြုလီလျက် အသက်ကိုပြင်းစွာရှူထုတ်လိုက်သည်မငိုပါနဲ့အမတိတ်ပါအမမနေနိုင်ခဲ့ဘူးဆိုရင်လည်းကျွန်တော်နဲ့လိုက်ခဲ့ပါလိမယ်မလေးရင်သည်ကိုမြင့်သူကိုမျက်လုံးကြီးပြူရွေးကြီးကချက်ချင်းအငိုရက်သွား၏ကဲဘယ်နဲ့ရှိသားလိုက်ခဲ့တဲ့အလိုက်ပဲလိုက်ရပြီမလေးရင်သည်ဖျားပွဲတော်လိုက်ရမည်ကလေးကဲတော့ပင်ပြောမြူးသွားလေသည်ကားတော့ကုန်တော့မယောင်လက်မောင်းလက်တန်း မြောက်ဆန့်အရန်လေးငြိမ်သက်နေကြသောလူစုကိုဆွေဆွေ ခုံ၍ပြောလိုက်သည်ဝမ်းနေငြိမ်သက်နေကြသော သူတို့မှာတောက်ပသောမျက်လုံးအစုံတို့ဖြင့်ဟဒရချမ်းမြေသွားကြပြန်က မလေးရင်ကိုကြည့်၍တတော်တော်ရေမောကြပြန်သည်မလေးရင်သည်ဘာမပြောညာမပြောဘဲတဲအောက်သို့တပြုံပြုံတတိုင်းတိုင်းပြေးဆင်းသွားသည်လမ်းပေါ်ရောက်မှတဲဘဲသို့လဲအော်သွားသည်ဘာကြီးမဲ့ရေမိသွေးပုတ်တဲ့လူတွေကိုသွားနှုတ်ဆက်အောင်မဲ့ ကိုမြင့်ထူးသည် မလေးရင်ကိုရှီဝေသောမျက်လုံးအစုံဖြင့်ခန့်ငင်ငယ်လေးလှမ်းကြည့်နေသည်ငယ်ငယ်ကကြောက်ပေါက်ပြီးကလေးကယူချာချာဖြစ်သွားတာဥဖိုးမီကမလေးရင်ကိုကျင်နာသောအကြည့်ဖြင့်လှမ်းကြည့်ရင်းခက်လေးလေးပြောပြသည်ညနေ3နာရီကံမျိုးတို့ပြန်ရန် ကန်နာဆင်း၍မော်တော်ဆောင်ကြရ၏မလေးရင်တို့ကိုလိုက်ပို့ကြသောရွာကလူများမှကန်နဖိုးတွင်စူဝေးနေကြသည်တဲပေါ်မှအစဉ်မလေးရင်၏လက်ထဲ၌ဆွဲကင်ထားသောအထုပ်ကြီးကိုကိုမြင့်သူကား ေးအမားဟုဆိုကားလှမ်းယူလိုက်၏အယောင်များလွင်၍ခန့်ညင်းညင်အညာဆောင်နှင် ထုတ်ထားသောအထုပ်ကြီးတဲတွင်ပိတ်ချင်သောအဟောင်းလေးပါ၏အစွမရှိသောစီကြီးတဲကောင်းအောင်လေးပါ၏သူရှိသည်များအင်ဂျီထမိန်သူပိုင်ဆိုင်သည်များတင်ကြုံစူးထုတ်ထားသော အထုပ်ကြီးဖြစ်သည်ဆရာလက်ထဏိုင်းဆွဲကင်ထားသော အထုပ်ကြီးကဆရာနှင်းကြီးမကောင်း၍မောင်ထုံမောင်ကလမ်းယူသည်။ပေးပါဆရာကျွန်တော်ယူပါမယ်။ကိုမြင့်သူသည်တိမ်မွေ့သောအပြုံဖြင့်ကောင်းကိုညင်သားစွာရန်လိုက်သည်။ နေပါစီမောင်တော်မောင်ဆရာပဲဆွဲပါမယ်။ကိုမြင့်တူ၏စိတ်ထဲတွင်ဤအထုတ်ထဲ၌ဓမိန်တွေပါမည်သည့်သဖြင့်မောင်တော်မောင်ကိုမဆွဲစေခြင်းပြီ။မောင်တော်မောင်မှသူမဆွဲရသဖြင့်စိတ်မကောင်းပြီ။သူစိတ်ထဲ၌ကိုမြင့်တူ၏စိတ်နေစိတ်သာအပြုံမှုများသည့်နှိမ်ချယူသားပြုစင်လျက်ယဉ်ကျေးလာပါပြီတကားဟုတွေးမိကကိုမြင့်တူ၏စိတ်ဓာတ်ကိုကြည်ညိုလေးစားသွားသည်။မလေးရင်သည် အများရှိ၌ငိုလဲငိုဤရေလဲရေဤသူရင်၌မဖြစ်စဘူးတလက်လက်ဖြစ်နေ၍ မြောင်းညိုကြီးလက်ကိုဆွဲပြီးစံကိုင်းလေးရဲ့တုံတုံရင်ရင်ပြောနေသည်ငါရင်နဲ့ဘလို့နေမှမသိဘူးကောင်းမရဲ့ကိုမြင့်သူကသူ့အိမ်ထဲမှာငွေများကိုထုတ်ယူ၍အပွားချုပ်နဲ့ဦးလေးမီကိုငွေ90ကျပ်စီဖြင့်ကန်စားနိုင် မလေးရင်နဲ့အတူတိုင်းကြတော့ကြသည်အပွားချုပ်သည်ပုံကြည်ပါစီတက်ရှိပါစီဆုတောင်းပေးမျက်ရည်များစီချနေသည်ဥဖို့မီမျက်နှာတွင်လွမ်းရိပ်ဆွေရိပ်တွေဝေးသည်လျက်ညုံငယ်စွာဆုပေးနေသည် မိုးလေးအုံလာ၍ကောင်းကင်တကွင်လုံး၌ပြာမိုင်းသွားကညှို့ဆိုင်လျဲနေသည်မော်တော်ပုတ်လေးကိုမသိမကွဲမြင်နေကြရသည်မိုးပေါက်လေးများသည်ပြာမိုင်းသောကောင်းကင်မှတပွဲပွဲကြလာသည်ကန်နဘူ၌မိုးတလီတိုက်ခတ်နေပုံမှာလူတွေလွင့်ပါသွားမတဲ့ညိုမှန်ကြီးွေနေသည်ကန်းဆက်ရှိတဲ့အိမ်လေးများသည်တိမ်တိမ်တအီအီရိမ့်နှွက်ရနေကြသည်ကိုမြင့်တို့မှာမော်တော်ပုတ်လေးကိုမြင်ရင်ရွာဘက်သို့မျက်နှာမူ၍သွားလေသူမိဘနှုတ်ကိုတန်တာနှုတ်ဆက်ရနေ၏ ဤရွာလေးနှင့်တွေ့ကြုံခံစားချက်များကိုမူသူချစ်သူမောအားပြန်ပြောင်း၍ပြောပြခြင်းသောစိတ်တွေမှလည်းသူ့ရင်မှပြည်သိနေသည်တူးနှင့်တူအချစ်ကြီးချင်း၍တူးကိုတူးလက်တွဲလျက်တေပွဲဝင်သွားတီပွဲဝင်သွားကြသောမိဘနှပါဤဇက်ကြောင်းမှာသူအတွေ့ပုံမြင်ပမာဆံယူရန်ဖြစ်နေသည်ဤပုံမြင်ကိုဆန်ထား၍သူအတွေ့မိဘများထားရခဲ့သည့်အမွေအနှစ်တစ်ခုပမာ သူအသေးနိုင်ဆွဲမြဲတည်ယူဆောင်ယူခဲ့လေသည် ်မော်တော်ဆိုင်ကန်၍မော်တော်ဘော်သို့တက်ကြသောအခါ၌တက်ခါနီးရွာကိုတဖန်ပြန်မျောကြည့်ပြီးမှမော်တော်ဘော်သို့တက်ခဲ့၏အဖွားကြောင့်ဒီမြေကြီးစားဖြင့်တရာဘော်၌ခက်ကုံကုံလေးရန်နေသည် မလေးရင်သည်မော်တော်ပေါ်မှဆင်းကာအပွားကြုံနေမကွယ်ပဲနေကျင်သေးသောစိတ်ရှိသေး၏။သို့သောမောင်နှင့်အတူနေကျင်သော မောင်နှင့်အတူချမ်းသာကျင်သောဇောမှာရင်မာကန့်နေ၍ထိုစိတ်မှာတီကာမြတာတီသွားသည်။ မောင်ဤအသွေးမွေးမောင်ဤဘဝသည်တည်ရေးကြစရာသူ့ကိုဖန်ဆာထားလိမ့်မည်မလေးရင်သည် အဖွားရေးသွားပြီးဟူအရင်အော်ဤထိုနောက်ဥပိုမီထိုနောက်ရွာရှိလူများဤယောက်ျားမိန်းမနာမည်မျိုးစုံတို့ကိုတယောက်ပြီးတယောက်တနံမဲပြီးတနံမဲလှမ်း၍ခေါ်ကားအော်ကားနှုတ်ဆဲနေခြင်းဖြင့်သူ့အတန်မှာကံမ၌ကြွကြွညံသွားသည်မော်တော်ခွာခဲ့၍မော်တော်နောက်တွင်ကျန်ရခဲ့သောရွာလေးကိုမလေးရင်ဒီဝန်နေဟန်ဖြင့်ကောင်းပြန်၍လှည့်ကြည့်နေသည် ်ဤရွာဤရက်နှင့် ခွဲခဲ့ပြီးအသည့်ဖြင့်သူရင်၌တသားသားအတင်းကျန်နေပုံရှိသည်ကိုမြင့်သူသည်ဇာတိမြေကို သူ့မြေမောင်မှပျောက်ကွယ်သွားသည့်အထိလွန်လွန်ဆွေဆွေဖြင့်ငေးရွေးကြီးနေသည်မိုးရက်မြေသည်အဝေးတွင်မိုးရီများအောင်း၌ပုံပြပြလေးသာမြင်ရတော်သည် အလာတော်ကစိတ်အားတက်ကြွသလောက်အပြန်လန်းတွင် သူစိတ်မှကြည်လင်ခြင်းမရှိဘဲစိတ်နှွမ်းစိတ်ပန်း၍လာခဲ့သည်ဘဝခရီးတလျှောက် အသက်30နီးမှ သူဘဝကိုသူအမှန်သိနိုင်ခြင်းနဲ့အသက်ကြီးမှဆင်းရဲနှုန်ချသော အမရင်တယောက်ကိုတွေ့မြင်ပူရခြင်းသည်သူတသက်တာတွင် အလွန်တုံ့လုံးဖွယ်ရာကောင်းသော အဖြစ်ပျက်ကြီးတည့်ရနှင့်မျက်မှောက်ရင်ဆိုင်ရလေခြင်းဟုအမှတ်တမ်းတင်မိသည်မော်တော်ထွက်လာသောအခါမော်တော်ပေါ်၌လိုက်ပါလာသောလူတွေမှာငပိငချင်းတိတ်သာသလိုကြက်တန်းနေ၏ဆက်တမ်းမှနာမခံနိုင်အောင်ဆူညံလျက်ဆက်စီနံကလည်းမှုန်နေအောင်ညှော်နှံနေသည် တစ်ချိန်လုံးဆက်တံပြင်းထန်ဆူညံနေတဲ့လူတွေမှာနာဦးလေးရဲ့ညီစီစီကြီးဖြစ်နေကြသည်ကိုမြင့်ထူးသည့်လူတွေထဲမှာညံနေသော မလေးရင်ကိုတစ်ချက်တစ်ချက်လှမ်းကြည့်လိုက်သည် မလေးရင်ဤမျက်နှာတွင်အယောင်တပြောင်ပြောင်လှနေသောမျက်လုံးများကိုတွေ့ရ၏ဘဝ၌အာတက်ခြင်းအာတက်လောင်ခြင်းဖြင့်ထင်ပေါ်စွာတောက်ပနေကြသည့်မျက်လုံးများဖြင့်သူစိတ်ထဲ၌အတွေ့အမျိုးမျိုးဖြင့်စိတ်လုံရာနေဟန်မှထင်ရှားပေါ်လွင်နေသည်ကိုမြင့်ထူးသည်မြစ်တဲသို့ငုံဆိုင်ကြည့်လျက် ူအတွင်နေသူတွေးလိုက်ငေးလိုက်ဖြင့်အချိန်ကုန်ရလေသည်ကန်းဆက်ရှိသစ်ပင်တို့သည်မိုးရေထဲ၌မိုင်းဝေဝေနှင့်ကုန်နေကြသည် ရေစမ်းမှာကျူပင်လေးများမှာရင်းလုံ၍ရာလွန်၍အာအင်ကုန်ကန်းသွားကြသကဲ့သို့မမတ်နိုင်ပင်ဒီကိုယ်လုံးရေနှင့်တောင်းနေကြသည်မြင့်ရီမှာကြာလျက်ကန်းတစ်လျှောက်လုံးတရာပြင်ပေါ်ထွန်းနေသည်ပိုကလေးမျိုးတို့အဝင်မြစ်ထဲသို့ထိုးထွက်နေသောတရားရှိကြီးတစ်ခုရှိရာသို့ဗာကြီးမက်ကလက်ညှိုးထိုး၍ပြောသည် မင်းကိုပေးလိုက်တာအဲဟုတရားပေါ်မှာပေါ့မိုးတိတ်ကဝင်းတော့မိနေရောင်ကြီးရွှေရောင်အစင်းဖြင့်တရားကိုဖုံအုပ်ထားသည် ရွှေရောင်များပိန်းတဲ့တရားကြီးမှာရွှေတရားကြီးဖြစ်နေသည်ကိုမြင့်တို့၏ဘဝခီးသည်ရွှေပုံမော်တို့ပို့ဆောင်ရဲ့ပေးလိုက်ကြသောတရားကြီးသည်ဂုံတူးဆောင်ရွှေတရားကြီးပမာ သူလည်းအပါဝင်ဟူတရားကြီးသည်ဂုံတူးဆောင်ရွှေတရားကြီးကဲ့သို့ဝင်ကြွားလျက်ကိုမြင့်တို့၏ရှေ့တွင်မမကြီးဦးမော်လျက်ရှိနေသည်ဟုတ်ကဲ့ပါရှင် စာအီဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်39အနေဖြင့်ဆက်လက်ပြီးမျှဝေလိုဖက်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြသူမျိုးမိသားစုများအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။မြူမီသားစုများအားလုံးလည်း BN Dream အပေါင်းမှကင်ဝေလိုလုံးကြောင့်ကြာနေရဲ့ကိုစိတ်နှပြကျမ်းမာလို့ရှင်လန်းကြပါစေရှင်။